အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ကျွန်တော် Messi အကြောင်းမပြောတာလဲကြာပြီဗောနော်ဒါအမှန်တမ်းပြောမှကျွန်တော် Messi အကြောင်းမပြောဘူးဆိုတော့ကျွန်တော်တစ်ခါပြောဘူးလို့ပဲဆရာကြီးနဲ့ပတ်သက်ပြီးကျွန်တော်မှတိတ်ပြီးပြောစရာမလိုဘူးတိတ်ပြီးပြောစရာလည်းမရှိတော့ဘာလို့ဆိုတော့ကျွန်တော်အမှန်တမ်းပြောဆိုရင် Inter Miami တို့ဘာလို့ချိန်တယ်ဆိုတော့ကျွန်တော် Lionel Messi ကိုချိန်တယ်ပဲဖြစ်တယ်ဒါမှမဟုတ်လင်းပြောတာအဲ့တော့ ဒါကျွန်တော်ဘဝအတွက်ဒါကျွန်တော်အေးပေါ့ကျွန်တော်အကြိုက်ဆုံးကစားသမားရဲ့တရားပေါ့နော်ကျွန်တော်ကျွန်တော်အကြိုက်ဆုံးကစားသမားကားရဲ့ပြီးထားပါဒါကျွန်တော်ခင်ဗျားမငင်းတော့ထားပါအဲ့လက်ရှိမှာကျွန်တော်အကြိုက်ဆုံးကစားသမားရဲ့တရားဖြစ်တဲ့လီယိုနယ်မက်ဆီရဲ့လက်ရှိဒါကျွန်တော်ဒီနေ့ကသူ့ရဲ့မွေးနေ့ပေါ့နော်အဲ့တော့လီယိုနယ်မက်ဆီနဲ့ကျွန်တော်နဲ့ဒါကျွန်တော်အတွက်ဘာလို့လီယိုနယ်မက်ဆီကသဘောကျဖို့ကောင်းခဲ့လဲဆိုတဲ့ဥစ္စာကိုခင်ဗျားပြောပြမယ်အဲ့တော့ဒါကျွန်တော်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ပေါ့နော်ကျွန်တော်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကျွန်တော်ကျွန်တော် ကျင်းအဲ့ပေါ့ကျွန်တော်ဟိုအဲ့ပေါ့ကျွန်တော် father ကြီးကြားတဲ့ကျွန်တော်ညောင်းတော့ဗီဒီယိုရတယ်ကျွန်တော်ကျွန်တော်ကြည့်ပြင်လာတဲ့ပတ်ဝန်းကျင်ကြားတဲ့မှာဆိုရင်တော့ဒါလီယိုနယ်မက်ဆီနဲ့ပတ်သက်ပြီးတော့နဲတယ်ဘာဖြစ်လို့ကျွန်တော်တို့ကကျွန်တော် United ပြိတက်တွေကြားတဲ့မှာကြည့်ပြင်လာဆိုကျွန်တော်အဲခရစ်စတီယာရိုနယ်ဒိုကိုကြည့်တယ်ဘောနော်ဂျိုဆီယာရိုနယ်ဒိုကိုကြည့်ရင်ဒါကျွန်တော်ပို့ပြီးကြည့်ပြင်လာခဲ့တဲ့လူငယ်တယောက်ဆိုပို့မှန်တယ်ဘောနော်အဲ့တော့ပြောရမယ်ဆိုရင်တကယ်တည်းနင်လားငါလားဟေးဆိုတဲ့ movement တွေမှာဒါကျွန်တော်ခရစ်စတီယာရိုနယ်ဒိုကြည့်ခရစ်စတီယာမနက်မြောက်ခရစ်စတီယာရိုနယ်ဒိုဆောင်းဝမ်းမိုက်တယ် ငငယ်တော့ငငယ်အခုရည်လေသဘောကြပါတယ်ငငယ်တော့ဒါအားသဘောပေါ့ဆိုကျွန်တော်တို့ဖေရတာရနာဒူကိုသူအရန်ကြိုက်တာဟုတ်အာရနာဒူဒါကွင်းထဲဝင်လာရင်ဖာသာကြီးကလက်ခောက်ကိုတင်မှုတ်တာဝီဝီဝီအဲ့တော့ကိုယ်လီယိုနယ်ကတော့ပေါ့လီယိုနယ်မက်ဆီဆိုရတဲ့ရနာဒူနဲ့ဂျီဘီဂျီပင်းလာတဲ့တွေရဲ့တယောက်ဖြစ်တယ်ဒါပေမဲ့အချိန်နေကြာလာတာနဲ့မြတ်ကျွန်တော်ဘာဖြစ်လဲကျွန်တော်ကြောင်းစားတက်တယ်ပေါ့နော်သူပြောတယ်ကျွန်တော်လီယိုနယ်မက်ဆီငယ်လေးကတည်းကကြိုက်တယ်ဆိုတော့ပြောလို့ပါဘူးကျွန်တော်တို့ခေတ်ကအင်တာနက်ဆိုတာအဲ့လောက်ကြီးမကြည့်ဘူးအင်တာနက်ချိန်ပြီဆိုဘယ်လောက်ခက်ခဲလဲအကုန်လုံးကသိပြီးသားဟုတ်တယ်မလား အာကျွန်တော်တို့ဒါဟိုကရင်တော့ကန်ကောင်းတာကျွန်တော်တို့ဒါကျွန်တော်တို့အောက်မှာကျွန်တော်တို့အဖေရဲ့ဆိုင်ရှိတယ်အပေါ်မှာကျွန်တော်တို့နေတာကျွန်တော်တို့ဖလက်တိုက်ပါနေတာအဲ့တော့ကျွန်တော်တို့အဖေကဆိုင်က ကျွန်တော်တို့ဟိုဖုန်းအရင်တော့ဒါအင်တာနက်ဆိုတာဖုန်းလိုင်းနဲ့ကျွန်တော်ဝယ်ပြီးရင်ကျွန်တော်ဒါ personal number မှာကျွန်တော်ဒါကတ်လေးနဲ့သွားဝယ်ဘယ်ဘယ်နှစ်နာရီသုံးဘယ်နှစ်နာရီသုံးဆိုရယ်ကတ်လေးနဲ့ဝယ်ဟဲ့အဲ့တော့အင်တာနက်ချိတ်မယ်ဆိုရင်ဒါကျွန်တော်ဖုန်းလိုင်းရဲ့ဥစ္စာကိုလန်ကျူးယူထိုးပြန်ပြီးချိတ်ပြီးမှဒါကျွန်တော်တို့ပြန်ပြီးလုပ်ရတာပေါ့နော်ပြီးရင်ဒါကျွန်တော်အင်တာနက်ကကောင်းကောင်းလားမကောင်းလားကျွန်တော်လည်းမသိမှတ်တော့မှတ်မိတော့အင်တာနက်ပြန်သွားတော့အဲ့ဒီလိုခင်ပြီးမှကျွန်တော်တို့ကြီးပင်းလာတော့လီယိုနယ်မက်ဆီကိုကျွန်တော်အလံပွေးတယ်ပိုဆိုးတာကလာလီကာနဲ့ကျွန်တော်အလံဝေးတယ်တချို့လူကြီးကြီးကြခုနကပေါ့တို့ကဒါတို့ကြဆရာကြီးတွေဖြစ်တို့ကပူတည်တယ်ပေါ့ကျွန်တော်တို့ကြတာပုံမှန်လင်းပဲကျွန်တော်တို့ကခုနအားကစားပတ်ဝန်းကျင် ကျင်လောကနဲ့ကြီးပင်းလာကျွန်တော်အဖေကြီးလို့ကျွန်တော်လိုက်ကြည့်ရင်လည်းကျွန်တော်ဒါဘောလုံးပွဲတွေကြီးဖြစ်တာဒါအဖေကရှင်းရှင်းလေးအဲ့တော့လီယိုနယ်မက်ဆီနဲ့ကျွန်တော်တို့ဝေးကွာတယ်ကျွန်တော်လီယိုနယ်မက်ဆီကိုတီးတဲ့အချိန်မှာကျွန်တော်ဒါအမှန်တရားပြောရင်73အေးပေါ့ကျွန်တော်73 14ရှိပေါ့နော်ကျွန်တော်ဒါ73 14ကျွန်တော်ကြောင်းတက်တဲ့အချိန်ကြောင်းတက်တဲ့အချိန်မှာကျွန်တော်ကြောင်းမှာသတိသားတွေရှိတယ်အဲကျွန်တော်တို့ကျွန်တော်တို့မပါဘောသတိသားတွေကျွန်တော်ကြောင်းမှာသတိသားတွေအဲ့တော့တို့က MP4 တွေ MP အေးပေါ့ MP MP3 MP4 ခဲ့ပေါ့နော်အဲ့တော့ MP4 တွေပါတယ်အဲ့တော့ MJC မမဲ့ရ JSV ပဲ JSV ကျွန်တော်ဒါတရုတ်တရုတ်ကဒါ MP4 ပေါ့နော်အဲ့ဒါအရန်မိုက်တယ်အဲ JSV ကျွန်တော်ကြောင်းအောင်ယူလာတယ်သူကကျွန်တော်အဲ့ကျွန်တော်လက်ရန်ခင်တဲ့တတိသားတစ်ကောင်ရှိတယ်ဆောင်းဝမ်းမိုက်တယ်ဆောင်းဝမ်းချမ်းသာတယ်သူကကျွန်တော်ကိုဘာဖြစ်လဲဆိုဟင်းအောင်နဲ့ဘုံသမားတယောက်ကမင်းကိုပြမယ်သူကျွန်တော်ပထမဦးဆုံးစပြတဲ့ဘဲက Ronaldinho Messi ကသူနောက်မှပြ Ronaldinho စပြကျွန်တော်အဲ့မှာ Ronaldinho တအားကြိုက်တာ ခမမတ်မီလာအဲ့ဒီဗီဒီယိုကြည့်ရင်ဒါကျွန်တော်တို့အဲသူ့ကိုရွှေဖနက်ကြီးဘလုံးရဲ့ရွှေအောင်နဲ့ဖနက်ကြီးလာပေးတာအဲ့ဒီရွှေအောင်နဲ့ဖနက်ကြီးလာပေးတဲ့အချိန်မှာသူအဲ့ရွှေအောင်နဲ့ဖနက်ကြီးဆွတ်ပြီးတာဘာလို့တိုင်ကန်တာ CGI လားဘာညာလားအဲ့ဒါမသိချာတိတယောက်ဗျာကျွန်တော်ဟာဆော်ဝီယမ်မိုက်တယ်ချက်တော့နဲ့ဘလုံးကအဲ့လိုလွတ်လွတ်ရတာလားအယမ်းမိုက်တယ်အာဗာနာရူကြောင့်အဲ့မှာတက်ဆွဲပြီးလဲပြီးအဲ့ကောင်ကပဲကျွန်တော်ဂျေးဆူဟဲ့အောင် ပူပူနဲ့ဘဲတွေစောင်းဟန်းကောင်းတယ်သူကကျွန်တော်မက်ဆီတော်ပြောဟာအဲ့ဘုံမစောင်းပါဘူးသူကျွန်တော်မက်ဆီ highlight ပြအဲ့တော့မမက်ရကျွန်တော်သူပြတယ်အန်ကာရာမက်ဆီရ highlight စပြတယ်ပြီးရင်ကျွန်တော်ဒါသူ real madrid ကိုသူသူ့ရဲ့ debut မှာထင်တယ်ဒါကျွန်တော်ကြော်သွင်းသွားတော့ပြဟာဘုံမှာဒါမှမဟုတ်လုပ်လို့ရတာလားကျွန်တော် ronaldo ညိုကျွန်တော်အဲ့လိုမျိုးဒါ in game မှာကျွန်တော်မပြောဒီကောင်ကျွန်တော် in game မပြအောင်လေတောင်းမှာစောက်လေ in game ကျွန်တော်မပြအောင် in game အခုချိန်နဲ့ကျွန်တော်အကောင်အရန်ခင်တယ်အကောင်ကျွန်တော်အရန်ချက်တယ်ထားပါ in game မပြအောင်ဒီကောင်ကျွန်တော် in game မပြအောင်ဆိုကျွန်တော်ဒီကောင်ဘာပြရဆိုတော့အခုနောက်ဘာဘာ short ပဲဒါမဲ့ မက်ဆီနဲ့ပတ်သက်ဒီကောင်ကျွန်တော်အိမ်ကင်းပြတယ်။ဘာလို့တော့ကျွန်တော်ကလည်းအဲ့ခခကျွန်တော်တတလုံးဒီခန္ဓာကိုဖြစ်လာမှမဟုတ်တာကျွန်တော်ရင်တော့ဒါအယံကြီးမဝဘူးပိမ့်ပိမ့်ထဲမှာပါကျွန်တော်ဘောလုံးနဲ့အယံကန်ထဲမှာပါ။ဟောဘုန်းကအဲ့လိုလိန်လို့ရတာလား။ဟာမိုက်လိုက်လား။အဲ့ချိန်မှာဘုန်းကဘာအဲ့ချိန်မှာသူဟိုဘက်ကျွန်တော်တို့ဒါ rivalry စတယ် Ronaldo နဲ့ Messi ။အဲ့ဒီကောင်ပြိုင်ပတ်လား။ဟာဘာဖြစ်တယ်ညာပြီးအဲ့ချိန်မှာဒါကျွန်တော်တို့ Ronaldo က Real Madrid ဘာညာပြောင်းသွားကြတယ်။နောက်ကြတယ်။အဲ့ချိန်မှာဒါတစ်ဖက်က Ronaldo က Man Man United မှာရှိသေးတယ်။ဒါ Messi က Barcelona မှာစပင်းအရှိန်နဲ့ဂုတ်ကွင်းတလောက်လောက်နဲ့။ဟာဘောတော့ဘောတော့ဟာမိုက်လိုက်တာဟာမိုက်လိုက် အဲ့ဒီမှာပေါ်တော့ခုနပေါ်ဆိုပဲသူသူ့ကိုအရန်ပေါ်ကြပါဘာလို့ဆိုကိုဒီမြင်နေကြခုနပေါ်ဆိုပဲရော်နယ်ဒို main stream လို့ပြောတာမဟုတ်ပေမဲ့ဒါပုံမွေလင်းလင်းပြောရမယ်ဆိုရင်တော့ကိုဒီမြင်နေကြတယ်ကိုယ်ပြတယ်ကျွန်တော်တို့ဒါကျွန်တော်တို့ကိုယ်ပြတယ်ကျွန်တော်ဒီခုနပေါ်စပါအပေးတော့ကြည့်ခမသိပါတယ်တမှုထူးခြင်းနဲ့ဆောက်ယူပြတယ်ပုံမွေလေးပြောတာအဲ့တော့ဒါလီယိုနယ်မက်ဆီအပေးလူလားလို့ပြောတာမဟုတ်ကျွန်တော်ကျွန်တော်ပြောတာတော့ကျွန်တော်စိတ်ကဆိုးမှဆိုလို့အဲ့ကျွန်တော်တမှုယူအာငါ့တမိသားဆိုတာငါအဲ့ကောင်လေးကြိုက်တယ်အဲ့ကောင်လေးကအပ်အဲ့ခရေမက်ဆီကိုကျွန်တော် follow လုပ်တော့အခုချိန်ထိပဲအခုဆိုရင်ဆရာသမားကဒါကျွန်တော်အသက်38နှစ်ဖြစ်သွားပြီမကြခင်မှာ40ဖြစ်တော့မယ် အဘွားမှာဒါခုနကကစားသမားတစ်ယောက်ကို religious လေးလိုက်အားပေးတယ်ဒီမှာကျွန်တော်ဒါ messy ပါတယ်ကာရက်ဘေးပါတယ်ဝန်ထမ်းညိုးကကျွန်တော်အများကြီးမမီဘူးဗျဘာလို့ဆိုအဲ့လိုမျိုးကျွန်တော်လိုက်အားပေးလို့မရဘူးဒါခုနကဘာလို့ဆိုရန်နေဂျာရန်အများကြီးမမီဘူးဘာလို့ဆိုကိုရီတကယ်ဘလုံးမဲ့တည်တည်ချာစားကြည့်တဲ့အချိန်မှာရန်နေဂျာကဒါကျွန်တော်တို့တကယ်ကိုတိုင်ပတ်နေတဲ့အချိန်ရောက်သွားတယ်အဲ့တော့အဲ့လိုဖြစ်သွားပြီဗျာအဲ့တော့တကယ်လီယိုနယ်မက်ဆီကကိုရီအတွက်အကြီးကျယ်မီလိုက်တာဗောအချို့မှကျွန်တော်လေးဒါကျွန်တော်ဘလုံးနဲ့ပတ်သက်တဲ့အားသာတွေကျွန်တော်စောက်ပူတယ်မပြောဘူးမှန်တယ်ဗျာ ကျွန်တော်ခန်းစားရတာကျွန်တော်လက်ရှိမှာတွေ့ခဲ့ရတယ်မက်ဆီကိုကျွန်တော်ဒါခုနကပြောဟာကျွန်တော်ငယ်လေးကပြုစုကျွန်တော်ကျွန်တော်လူမန်းတိတက်တကယ်တမ်းကိုရိုင်းလဲဘောလုံးကံမဟာဒီပဲလေးဆောင်းအောင်မိုက်ဆောင်းအောင်မိုက်မက်ဆီအာဂျင်တီးနားသားဆို15နှစ်လောက်မှသိတာခမ73နှစ်လောက်မှလီယိုနယ်မက်ဆီကိုသိတယ်နော်နိုင်ငံအသင်းတွေမှာဘယ်သူတွေဘာမှန်ကန်မှာကျွန်တော်သိတယ်ပြီးတော့ဘာလို့သိသွားလဲဆိုတော့အဲ့နောက်မှကျွန်တော်ဘာလို့သိတယ်ဆို winning 11ဆာဆိုလို့ winning 11ဆာဆိုတဲ့အချိန်မှာဒါရန်နယ်ဒူဒူဘာလို့ကျွန်တော်ဒါခုနကပြောတယ်ဟိုခေါ်တယ်အဲ့တော့ winning 11ဆိုရင်သိရမှာ career mode ဆိုရင်တခါမှမကြောက်ဘူးရဲ့နာမည်နဲ့ကောင်းနေပါလေအဲ့ကောင်ကကုလားပေါ်ဆိုကျွန်တော်နဲ့ကျွန်တော် အဲအကိုအေးပေါ့အကိုဝင်းဝဲနဲ့ကျွန်တော်တို့ဒါသူကျွန်တော်အိမ်လာရင်ဟာကျွန်တော်ဝင်းနေ level မှာဝရဒူရအောင်ခေါ်တယ်ဝရဒူရအောင်ခေါ်တယ်မက်ဆီကိုရအောင်ခေါ်တယ်ဟာခေါ်ကြတယ်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒီမှာကျွန်တော်ဘောလုံးအဲ့တော့လီယိုနယ်မက်ဆီကကျွန်တော်တို့အတွက်ကဘောလုံးဖြစ်သွားတယ်ကျွန်တော်အတွက်ပေါ့နော်ကျွန်တော်အတွက်ပေါ့လူတွေကဘောလုံးတစ်လုံးနဲ့ခြေထောက်လေးနဲ့ဒီလောက်တိအောင်လှုပ်ပြနိုင်လားဆိုတော့တော့တကူထည့်ပေးတယ် ပြီးတော့ကျွန်တော်ခုနပေါ်လီယိုနယ်မက်ဆီရဲ့သူကအဲ့ပေါ်ကိုတီးရဲ့ခုနပေါ်ဆိုပြီးအာ့တခုလို့ပြောတာအန်နမီလို့ပြောအာ့တခုလို့ပြောရမယ်တဲ့မှာပါအဲ့အာ့ကဘာလဲဆိုလီယိုနယ်မက်ဆီကျွန်တော်ဒါဂျာမနီမှာသူဂျာမနီအသင်းကိုသူရှုံးသွားတယ်ကျွန်တော်ချန်ပီယံအဲ့ဟိုကျွန်တော်အာဂျင်နီယာပေါ်မှာဟာတေးပြီကွာငါကောင်ကွာရက်ဆက်လိုက်တာကွာဘာဖြစ်နေ냐ဖြစ်တယ်ကွာအဲ့တော့အဲ့လိုဖြစ်တာပေါ့နော်အဲ့တော့လီယိုနယ်မက်ဆီနဲ့ကျွန်တော်နဲ့ခုနပေါ်ဆိုပြီးအတူများရောဟာနာမ memorable moment ဆိုတော့အဲ့လိုမျိုးရှိကျွန်တော်ပေါ်မှာခုနကအဲ့ကောင် JV နဲ့ကျွန်တော်မက်မက်ရကျွန်တော်ဘာမှပြတယ်အဲ့တော့ကျွန်တော်တို့ အဲ့တော့ basketball queen ရှိတယ်အဲ့ basketball queen မှာဒါကျွန်တော်တို့ကငုတ်တို့ကြီးထိုင်ပြီးတော့တကောင်ကျွန်တော် jersey နဲ့ပြဟောတွေ့လားအောင်အောင်လို့ကစားတော့အဲ့တော့ဗျာခမကြည့်ကြည့်ဗျ jersey ကကစူ screen လေးကဘလောက်တိတိလေးလဲအခုလည်းကျွန်တော် awesome pocket ဟွာလောက်တဲ့နည်းနည်းလေးပဲကြည့်တာအဲ့တော့တော့တယ်မဟာအင်္ဂါရမအတန်လည်းတမဟိုဒါရင်တော့ base အတန်ကြကြနေဟိုကြီးဆိုအင်္ဂါရမဆေအင်္ဂါရမဆေ oh my god oh my god so my god ဲ့တော့မက်ဆီနဲ့ပတ်သက်ပြီးဆိုရင်တော့အမှတ်တရတဲ့ဒါကျွန်တော်တို့နောက်ပိုင်းညကိုယ်တိုင်လည်းသွားကြည့်နိုင်ခဲ့တယ်။သူရဲ့ဒါကြောင့်ကမ္ဘာဖလားရဲ့ journey ကိုလည်းကိုကိုယ်တိုင်လိုက်ပြီးအခုနောက်ပဲမက်ဆီဘကဖလားဘဝမှာအမှတ်ရဆုံးကမက်ဆီဘကဖလားရတဲ့အဲအတင်းရဲ့ journey ကိုကိုကိုယ်တိုင်ကွင်းထဲထိသွားကြည့်နိုင်ခဲ့တာအရင်တော့ဂုဏ်ယူရတယ်။ဒါပေမဲ့မက်ဆီရဲ့ဒါမမနဲ့ကမက်ဆီကိုကျွန်တော်ဘာဆိုတော့မမြင်ခဲ့ဘူး။မမြင်ခဲ့ဘူးအပြင်မှာမမြင်ခဲ့ဘူးကျွန်တော်တော်တော်လေးအားနေခဲ့တဲ့အတုံးကမကြည့်ဖြစ်ခဲ့ဘူး။ဒါပေမဲ့ မက်ဆီဘာဆိုနာမှာဒါကျွန်တော်တို့အမြင်နဲ့ဒါကျွန်တော်တို့အက်ဂလက်ဆီကိုအမြင်နဲ့ကြည့်ခဲ့ရတယ်မှာပါအဲ့ပြီးတော့ကျွန်တော်တို့ဒါအကြိုက်ဆုံးမက်ဆီကတော့စပိန်တူနဲ့မက်ဆီပေါ့နော်ဒါကျွန်တော်ပြောတာဒါကျွန်တော်တို့အဲ့လိုလုပ်ပြရတဲ့မက်ဆီတဲ့မှာပါစပိန်တူနဲ့မက်ဆီအဲ့တော့အဲ့ဒီမက်ဆီကိုကျွန်တော်အရင်သဘောကျရတယ်မှာပါတယ်အဲ့တော့မက်ဆီကတော့ကျွန်တော်တို့ကပြောရမယ်ဆိုဟိုလူကြီးတက်မှာအထူးတလေဟာကျွန်တော် religiously follow လုပ်တာဆိုတာမှန်ပေမဲ့အဲ့လိုတော့မရှိဘူးကျွန်တော် movement တွေအများကြီးရှယ်ဒီဘဲနဲ့ဆက်မှာဒီဘဲကိုကြည့်မှာကျွန်တော်ကျွန်တော်အဖေနဲ့ကျွန်တော်လည်းဒါညတကောင်ကြီးဒါကျွန်တော်တို့ Manchester United နဲ့ဒါကျွန်တော်တို့ဘာဆိုနာပွဲထားကြည့်တဲ့ဥစားပေါ့နော်မမေ Salah Ferguson လက်သီးဆုပ်တဲ့ပွဲ ကျွန်တော်ဖေဆိုဟောစိတ်ဆူလိုက်တော့ကွာကောင်းလိုက်တော့မက်ဆီယာဆိုပြီးတော့အဲ့လောက်တောင်ပြောယူရတဲ့အချိန်ကျွန်တော်မှတ်မိတယ်ပေါ့နော်အဲ့တော့မက်ဆီယာတော့မစီပါပဲအဲ့တော့အသက်38နှစ်ကနေပြီးတော့ဒါကျွန်တော်တို့အသက်40အဲ့ဒါပေမဲ့ဒီကောင်နားတင်ပါပြီဒီနှစ်ကမ္ဘာဖလားပြီးရင်တော့ဘူမာပြောကောဒီနှစ်ကမ္ဘာဖလားပြီးရင်တော့ကျွန်တော်ထင်တာမက်ဆီနားတင်ပြီလို့မြင်တယ် I think ငေါ့နော်ငေါ့နော်ဘသူအတွက်လဲအကုန်ပြီးပါပြီရှိသမျှဒါ information လည်းပြီးတော့အဲ့တော့ကျွန်တော်ကမက်ဆီနဲ့အသိမတင်ဖြစ်တဲ့အကြောင်းအရာလည်းအဖြေက share နေ တရားမရှိတော့တာသူသူ journey ကကျွန်တော်အခုလက်ရှိ Garrett Bay နဲ့ပတ်သက်ကျွန်တော်ဘာလို့မတင်သေးလဲပြီးသွားပြီ Garrett Bay ရဲ့ journey ကပြီးသွားပြီ Garrett Bay ကကျွန်တော်အတွက်ကပြီးသွားပြီပြီးသွားပြီအဲ့တော့ဒါကိုကျွန်တော်အမြင်ပါတော့အဲ happy birthday ပါကျွန်တော်ရဲ့ Messi ရေ one of the greatest of all time ပေါ့နော်ဒါဘောလုံးကိုဒါကျွန်တော်ဘောလုံးကိုဒီလိုကန်လို့ရပါလားဆိုရပြသခဲ့တဲ့ဘဲတပူအတွက်ကျွန်တော်အများကြီးအများကြီးကျေးဇူးတင်တယ်တော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစပောင်းကူညီလို့ရပါတယ်။မြန်မာပြည်ရဲ့ကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်ရဲ့ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမမေ့နိုင်ဖြစ်ပါတယ်။အားလုံးကြိုတူပါတယ်။ကျွန်တော်တို့နောက်မှ AA စစ်စစ်တွေ့ကြတာပေါ့။ကျွန်တော်တော့ကူညီပါအောင်။ D4 ပါဗျ။